အမေရိကန်မဲဆန္ဒရှင်တွေအနေနဲ့အရေးပါတဲ့ဂျာကာလာရွေးကောက်ပွဲအတွက်မဲပေးကြဖို့ရက်ပိုင်းအလိုမှာကောက်ယူခဲ့တဲ့လူတစ်စစ်တမ်းတွေအရသမရဒွန်နယ်ထရန့်ပေါ်လူတွေရဲ့ထောက်ခံမှုဟာအရင်ကတည်းကပိုပြီးကျဆင်းလာတယ်ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။ဂျာကာလာရွေးကောက်ပွဲကတော့ဒီကနေ့နိုဝင်ဘာလ၄ရက်အင်ကာနေမှာပြုလုပ်မှာပါ။အမေရိကန်ရွေးကောက်ပွဲတွေမှာတမိုင်းကြောင်းအရကြည့်မယ်ဆိုရင် လက်ရှိအာဏာရအစိုးရရဲ့စီးပွားရေး policy ကောင်းခြင်းမကောင်းခြင်းအပေါ်မူတည်ပြီးဂျာကာလာရွေးကောက်ပွဲမှာဘယ်ပါတီကအနိုင်ရတယ်ဆိုတာကိုအဆုံးအဖြတ်ပေးလေရှိတာကြောင့်တမရထရန့်ပေါ်လူတွေရဲ့ထောက်ခံမှုများခြင်းနည်းခြင်းကလည်းဒီရွေးကောက်ပွဲရလဒ်ကိုရောင်ပြန်ဟတ်စီမှာဖြစ်ပါတယ်နောက်ဆုံးကောက်ယူထားတဲ့စစ်တမ်းတွေအရတမရထရမ့်ရဲ့ policy နဲ့လှုပ်ဆောင်ချက်တွေအပေါ် ထောက်ခံတဲ့နှုန်းဟာ38ရာခိုင်နှုန်းကနေ43ရာခိုင်နှုန်းအကြမ်းရှိပြီးမထောက်ခံတဲ့သူကတော့55ရာခိုင်နှုန်းကနေ63ရာခိုင်နှုန်းအကြမ်းရှိတယ်လို့ဆိုပါတယ်အမေရိကန်နိုင်ငံရဲ့သူတေတီတွေနဲ့စစ်တမ်းကောက်ယူသူတွေရဲ့အဆိုအရကတော့ဒါဟာတမရထရန့်ကို ထောက်ခံသူအရေးအတွက်အနိုင်ဆုံးအဆင့်ကိုကျသွားခဲ့တာလို့ဆိုပါရယ် CNN SSRS လူလူစစ်တမ်းအရတမရထရန့်ကိုထောက်ခံသူအရေးအတွက်ဟာ 38ရာခိုင်နှုန်းနဲ့မထောက်ခံသူကတော့63ရာခိုင်နှုန်းရှိပါတယ်။ဒါ Economic သတင်းဌာနနဲ့ YouGov တို့ပူးတွဲကောက်ယူခဲ့တဲ့စစ်တမ်းမှာတော့ထောက်ခံသူ39ရာခိုင်နှုန်းနဲ့မထောက်ခံသူ58ရာခိုင်နှုန်းရှိပြီး The New York Times သတင်းဌာနကကောက်ယူခဲ့တဲ့စစ်တမ်းအရာကတော့ထောက်ခံသူ43ရာခိုင်နှုန်းနဲ့မထောက်ခံသူ55ရာခိုင်နှုန်းရှိပါတယ်။တခါ Washington Post နဲ့ ABC သတင်းဌာနတို့ကအောက်တိုဘာ24ရက်နဲ့28ရက်အကြားကောက်ယူခဲ့တဲ့စစ်တမ်းမှာတော့ ထောက်ခံသူ41ရာခိုင်နှုန်းနဲ့မထောက်ခံသူက59ရာခိုင်နှုန်းရှိပြီးဂါလော့ပိုးကကောက်ယူခဲ့တဲ့စစ်တမ်းမှာတော့ထောက်ခံသူ41ရာခိုင်နှုန်းနဲ့မထောက်ခံသူ54ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်ဒီစစ်တမ်းနေအားလုံးကိုပြန်ခြုံကြည့်မယ်ဆိုရင်အမေရိကန်ပြည်သူတွေအကြားသမရထရမ့်ရဲ့လောက်ရတဲ့အပေါ်ထောက်ခံသူနေပြီးမထောက်ခံသူကပုံများနေတာပါဒါပေမဲ့ Republican လို့ကိုကိုကိုအမိခံထားသူတွေကြားမှာတော့သမရထရမ့်အပေါ်ထောက်ခံမှုအားကောင်းနေစေဖြစ်ပြီး 86ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်တစ်ဖက်မှာဒီမိုကရက်တီရဲ့သူ့အပေါ်ထောက်ခံမှုကတော့နှစ်ရာခိုင်နှုန်းပဲရှိပါတယ်အကြောင်းအရာအဖြစ်ကြည့်မယ်ဆိုရင်သမ္မတထရမ့်ရဲ့စီးပွားရေး policy ကိုမထောက်ခံသူက62ရာခိုင်နှုန်းလူဝင်မှုကြီးကြပ်ရေးကိစ္စအပေါ်မထောက်ခံသူက96ရာခိုင်နှုန်းနဲ့ပြည်ထောင်စုဆွေရဝန်ထမ်းတွေပေါ်ကင်တွယ်ဆောင်ရွက်ပုံနဲ့ပတ်သက်လို့မထောက်ခံသူက63ရာခိုင်နှုန်းအသီးသီးရှိတယ်လို့ဆိုပါတယ်အခုနိုဝင်ဘာလ၄ရက်နေ့မှာကျင်းပတဲ့ဂျာကာလာရွေးကောက်ပွဲဟာလာမယ့်2026ခုနှစ် နိုဝင်ဘာလမှာကျင်းပမဲ့ဂျာကာလာရွေးကောက်ပွဲကြီးလောက်အရေးမပါပေမဲ့လည်းသမရအပေါ်အမေရိကန်မဲဆာနာရှင်တွေဘလို့သဘောထားကြတယ်ဆိုတာကိုအတိုင်းအတာတစ်ခုအထိသိရှိနိုင်မှာဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီလိုလူလူစစ်တမ်းတွေဟာလည်းတခါတလေမယွန့်တက်ပြီးရွေးကောက်ပွဲရလဒ်တွေဟာစစ်တမ်းတွေနဲ့ဆန့်ကျင်ဘဲဖြစ်ခဲ့တာတွေလည်းတမိုင်းမှာအများအပြားရှိခဲ့ပူပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ